။ဟယ်လိုအားလုံးပဲဆက်လို့ပါ။ဆိုတော့ဒီနေ့ကျွန်တော်ကအမလေးရှားနိုင်ငံရှိတဲ့ပြည်နာမှာရောက်နေတာဖြစ်တယ်ပေါ့နော်။ဆိုတော့ MBTS စံစာကျောင်းမှာကျွန်တော်လာရောက်ပြီးတော့တော့ရပေါ့နော်။တော့ရအိပ်ပြီးတော့လာရောက်ပြီးတော့စံစာကျောင်းမှာဖြစ်တယ်။ဆိုတော့အခုကတော့ကျွန်တော်အားလုံးတွေ့တဲ့အချိန်ပေါ့နော်။ကျွန်တော်ပြန်လည်ရောက်နေတယ်။ပြည်နာပြန်ရောက်နေတယ်။အင်တာမလာတယ်။ဆိုတော့ဒီဒီနေ့ဒီမှာကျွန်တော်စံစာတင်နေချင်တယ်ပေါ့နော်။ဟိုစံစာမိတဲ့နေရာလေးပေါ့နော်။ နောက်ပြန်နောက်ဘက်တော့ပို့ပြီးတော့ခင်ယူရလေးလာရဆရာနဲ့အချိန်ပေးတဲ့ချိန်မှာအာသွားပြတော့ဒီရမီးရဲ့ຢာကြီးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အာဆာလန်ဆာလန်ဖြစ်ဖြစ်တယ်အဲ့မှာပါပြောထားလဲဆိုတော့ဆရာကင်ရဲ့နောက်ဘက်တော့ဒီညမှာဖြစ်အချင်းချင်းအောင်းမင်းစုပါမင်္ဂလာရှိလို့ဆိုတော့ကျွန်တော်အဲ့ဒါကိုတော့ခံစားရတယ်ဒီဆရာရဲ့နောက်ဘက်တော့တကယ်ပဲသင်ကြားဆိုင်ပြီးတော့အဲဒီကဲနားလည်နေလို့ဆရာပြီးတဲ့ချိန်ပေါ့ဒါပေမဲ့ကျွန်တော်တို့ကလည်းမင်္ဂလာရှိတယ်ဒါကြောင့် ုံးပြီးတယောက်ချင်းချင်းတက်တာနဲ့ခရိုင်နှုတ်ဘတ်တော်ကိုအင်ဂျင်ပွားပြီးတော့နေ့တိုင်းခရိုင်အတန်ကြားပြီးခရိုင်နှုတ်ဘတ်တော်ကျွန်တော်တို့အားထောင်ပြီးခရိုင်နှုတ်ဘတ်တော်ကျွန်တော်စတာပြီးလုပ်မယ်နေ့လာမယ်အဲ့ဒီနေ့လာတဲ့သူရောက်ချင်းချင်းကတရားကြံပါပြောလဲဆိုတော့မင်္ဂလာရှိရလို့ပြောတာဆိုတော့အဲ့ဒီသူကမျက်နှာမှာစိုက်တယ်စိုက်ပြီးတော့အဲ့လိုအချိန်တန်ရင်အတီးတီးတယ်အတီးတီးပြီးတော့သူ့ရဲ့အရွက်ကလည်းမီယွန်းနားမှာပြတ်စုံတဲ့အဖြစ်နဲ့ပြောလို့ပြောတာ တော့ကျွန်တော်အဲ့ဒါကိုတွားပြီးတော့ခွန်းယူနေတဲ့အချိန်မှာဒီကျော်ယုံကြည်သက်သာတဲ့ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ဉာဏ်ဆင်ခြင်တဲ့သူကအချိန်တိုင်းရင်အတီးတီးတယ်တီးတီးပြီးတော့တကယ်ပဲကျွန်တော်တို့ရဲ့အကြွက်ကားလည်းတကယ်ပဲစိတ်လန်းတယ်ပေါ့နော်မညှိုးနှမ်းမပျက်စီးတဲ့အပင်နဲ့သူရဲ့ဒီနေ့လောကကြီးမှာရှိတဲ့အပင်တိုင်းကညှိုးနှမ်းပျက်စီးတာဖြစ်တယ်ဘလောက်ပဲကျွန်တော်တို့ဖိတ်ခဲလို့ဘလောက်ပဲကျွန်တော်တို့ပေါင်းတည်ပြီပေါ့နော်ပျက်စီးရဲ့အဲ့ဒီက လောကရာဆက်ပြည့်ဝဲရောက်တယ်။ဒါပေမဲ့နောက်ကဘက်တော့ကျွန်တော်တို့ပြောရတာကဘာလဲဆိုတော့မညွန်းမ်းမပြတ်စီတဲ့အခြေအနေကိုပြောလို့ပြောတာဖြစ်ပါတယ်။အဲဒါမှကီးဝါကဘာလဲလို့ပြောမယ်ဆိုရင်တော့ခရီးရဲ့နောက်ကဘက်တော့ဖြစ်ပါတယ်။အဲ့ဒီမျက်နှာမှာစိုက်တဲ့အဖြစ်လိုပဲကျွန်တော်တို့ခင်ရတတ်တာလေ။တကယ်ခရီးရဲ့နောက်ကဘက်တော့နောက်ကဘက်တော့ရှင်နဲ့စိုက်ပြီးကောင်းတယ်ကျွန်တော်တို့တတ်တာထဲမှာဒီပဲအချိန်တိုင်းအကြည့်ကြည့်ရဲနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အသက်တာအငြင်းနဲ့မညိုးနှမပြတ်စီနေရောဆရာကပြောတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ယုံကြည်သူတယောက်ချင်းချင်းတက်တာတော့ဘယ်နှစ်ဘက်တော့ဒီပဲ ဆန်ပြီးတော့အသက်ရှင်မယ်ကျွန်တော်တို့ရဲ့တက်တာအဲ့မှာဆန်ပြန်ပြောတယ်လို့ပြုနေတဲ့များနိုင်အောင်နိုင်တော့ခုလို့ရမှာဖြစ်ပါတော့ဆိုတော့ဒီနေ့ကျန်းသာသူရောက်ကြည့်ကြလားဒီတက်တာလည်းမှာပြိုင်တော့ဘက်တော့တကယ်ပဲဆူချင်ပွားနေပြီးတော့တော့ကျွန်တော်တို့တက်တာလည်းပြိုင်တော့ဘက်တော့ပြင်ယူခံနေပြီးတော့ဘုရားနဲ့ဆက်ဆောက်လာပြီးတော့ဒီလိုတည်းများနိုင်အောင်လည်းတော့ခုရောက်ဝင်ရင်ဝင်ရလို့ပါဖြစ်ပါလေကျန်းသာသူရောက်ကြည့်တဲ့ပြချင်းတောင်းချပေးပါစေ